ခုတ်ချင်းဆိုတဲ့စကားလုံးကိုဗန်းချဖို့လိမ့်မယ်ပေမဲ့အခုချိန်ထိလူအများစုကနားလည်မှုလွဲမနေကြတော့မယ်မေးကြည့်လိုက်ရင်အကြံဉာဏ်ပေးတာဘေးနားနဲ့အတိုင်းအမြန်ကန်လောက်တာ consulting လို့ပဲထင်နေကြတော့မယ် consulting လည်းမဟုတ်ပါဘူး counseling လည်းမဟုတ်ပါဘူး mentoring လည်းမဟုတ်ပါဘူး consulting ကကြတော့အဖြေတိုင်းရိုက်ပေးလိုက်တာမျိုး counseling ကကြတော့အတိတ်ကိုကူစားပေးတာမျိုး mentoring ကကြတော့ကိုလိုချင်တာကိုရအောင်လမ်းပြမေးပုံပေးလိုက်တာမျိုးခုတ်ချင်းကလည်းသူ့ဟာနဲ့သူတီချာရှိနေတာပါအဲဆိုရင်ခုတ်ချင်းရဲ့အခန်းကဏ္ဍကဘာလဲသူကကြတော့တင့်ရဲ့အလားအလာ potential ကို next level ထိမြင့်သွားအောင်မြင့်တင်ပေးတာပါဘယ်လိုနည်းနဲ့လုပ်လဲဆိုရင်တင့်ရဲ့ပန်း ်းနိုင်ကိုရောက်အောင်အဖြေတွေကိုတင်ကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်အောင်ဘေးအနားနေ powerful question တွေမေးပြီးတော့မှအသွေးတွေလုံးစော်ပေးတာပဲဖြစ်ပါတယ်ဆိုတော့ powerful question ဆိုတာဘာလဲသူဟာတင်ရင်တော့မစဉ်းစားခဲ့ဘူးတဲ့ပုံစံကနေတွေးရလာအောင်မကြည့်ဘူးခဲ့တဲ့ shoot down ကနေမြင်ရလာဘေးအနားနေတိုက်သွန်းလုံးစော်ပေးတဲ့မင်းကုန်းမျိုးလေးတွေပဲဖြစ်ပါတယ်ဒီလိုမင်းကုန်းနေရပဲတင်ရဲ့အတွင်းထဲမှာရှိတဲ့စိတ်ပညာတွေကိုတော့ဖွင့်ပြလိုက်တာနဲ့အတူတူပါပဲအချိန်ထဲမှာပဲပို့ပြီးတော့ထိုးဖင်းသိမြင်လာတတ်ပြီးတော့ကိုယ်ပါတာအဖြေရှာဖွေတွေ့ရှိတတ်လာတယ်ဒီအဖြေကလည်းသူများဘေးအနားနေပြောတာမဟုတ်ပဲနဲ့တင်ကိုယ်တိုင်စိတ်ထဲကနေထွက်လာတဲ့အဖြေတွေမို့လို့တင်ကို တိုင်းယုံကြည်မှုရှိလာပြီးတော့လက်တွေ့လှုပ်ဆောင်တဲ့ချိန်မှာလဲစိတ်အားပိုပြီးတော့ထက်သန်ပါတယ်။ဒါကြောင့်မို့လို့ coaching ဆိုတာကိုကျွန်တော်တို့က short တ်လို့မရပါဘူး။သူဟာလူတယောက်တိုးတက်ပြောင်းလဲဖို့ရန်အတွက်ဆိုရင်အရန်ကို powerful ဖြစ်တဲ့ tools တစ်ခုဖြစ်ပါတယ်။